ဘယ်တော့မှအားမငယ်ပါနဲ့အားငယ်စိတ်ဟာလူတွေကိုကြချုံးစေပါတယ်အခက်ခဲလူတိုင်းမှာရှိတဲ့အားမငယ်ပါနဲ့စိတ်တက်မကြပါနဲ့ပြည်ပြည်စုံတဲ့ဘဝဆိုတာမရှိပါဘူးအစင်မပြေမှုတွေကြားမှာအစင်ပြေအောင်နေကြရမှာပါဘာမှအားမငယ်ပါနဲ့နေတိုင်းစူးစမ်းခွင့်နေရှိနေပါသေးတယ်အရာရာအားမငယ်ပါနဲ့တတိရှိပါဇွဲရှိပါတနေ့အောင်မြင်လာပါလိမ့်မယ်ဉာဏ်ဝရိယပါပြည်စုံပါလျက်နဲ့ကံမကောင်းအကြောင်းမသိဖြစ်ခင်တော့လေလုံးဝအားမငယ်ပါနဲ့နောက်ထပ်စူးစမ်းလိုက်အောင်စူးစမ်းရင်ဖရတောင်ဖြစ်နိုင်တယ်သူများတွေလှူနေတာကြည့်ပြီးတော့ကိုလှူစရာပတ်စံမရှိလို့အားမငယ်နဲ့ပတ်စံမကုန်မဲရနိုင်တဲ့ကုသိုလ်အရာယူပါ ဝေဖန်ခံလို့လည်းအာမငယ်ပါနဲ့ဝေဖန်ခံရတိုင်းသင်ငန်းစာယူဖို့မမေ့ပါနဲ့တိုက်ခိုက်ခံလို့လည်းစိတ်တကြအာမငယ်ပါနဲ့လူဆိုတာအတိုက်ခိုက်ရှိမှအောင်မြင်မယ်ဆိုတာကိုလက်ခံလိုက်ပါဘာလို့လို့အစင်မပြေလို့စိတ်တကြအာမငယ်ပါနဲ့ဘယင်အားစတဲ့တောင်းစားအစုံအမြဲတမ်းအစင်ပြေနေတဲ့သူမရှိပါဘူး လူတိုင်းမှာခက်ခဲရှိတဲ့အဆင်ပြေပြေမှုတွေရှိတယ်။ငွေမရှိလို့လည်းအားမငယ်ပါနဲ့။ပညာမတတ်လို့လည်းအားမငယ်နဲ့။ယာရုအာနာမရှိလို့လည်းအားမငယ်နဲ့။ရုပ်ရည်မရှိလို့လည်းအားမငယ်ပါနဲ့။လူတစ်ယောက်နဲ့တစ်ယောက်ကံအကျိုးပေးခြင်းမတူညီကြပါဘူး။တူညီတာကဘာမှမဆိုစူးစမ်းရင်ဖြစ်နိုင်ပါလေ။ကိုနာတစ်ယောက်မှမရှိလို့အားမငယ်နဲ့သိရင်ခွဲရမယ်အတူတူတော့မရှိလေဘာမှမထူးဘူး။အားငယ်စိတ်ကိုကြာကြာမထားပါနဲ့။အားငယ်စိတ်ဟာလူကိုဒုက္ခပေးတယ်။အားငယ်စိတ်ဟာအရာရာကိုကြာရှုံးစေတယ်။အားငယ်စိတ်ဟာလူကိုအထီးကျန်စေတယ်။အားငယ်စိတ်ဟာမအောင်မြင်နိုင်ဘူး။အားငယ်စိတ်ဟာအပယ်စေတယ်။အရာရာအားငယ်နေတော့လေအခါခါကြာရှုံးရလေ။ နေရကအငငယ်နေအသေးချာသိငယ်နေရလိမ့်မယ်စိတ်ဓာတ်မြင့်တယ်မှာအငငယ်မှုလျှော့ချပေးပါဘာနဲ့ကြုံကြုံတရားနဲ့ဖြည့်ရှင်းမှာအရာရာတရားနဲ့ဖြည့်သိမ့်မှာ